အမှန်တရားဘက်ကရက်တီပေးခဲ့ပေမဲ့ထိမ့်သိမ်းခံလိုက်ရတယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ကျော်လွင်အားလုံးပဲမင်္ဂလာပါဒေဆလီဘယ်ဒီနျူးပေးကနေပြန်လည်ကကြိုဆိုလိုက်ပါရီကျော်လွင်ဟာမြန်မာနိုင်ငံရဲ့မော်ဒယ်လောကထဲမှာနာမည်ကြီးဆုံးဖြစ်တယ်လို့အချိန်ဝါလဲကြီးမားပြီးတော့မော်ဒယ်ဖခင်ကြီးတယောက်လည်းဖြစ်ပါရီသူ့ရဲ့မော်ဒယ်အေဂျင်စီကနေထွက်သူတွေကအောင်မြင်သွားကြပြီးတော့နုပညာလောကထဲမှာထင်ရှားကျော်ကြားသူတွေဖြစ်လာခဲ့ကြပါရီကျော်လွင်ဟာမော်ဒယ်အေဂျင်စီကိုတည်ထောင်လာခဲ့တာနှစ်ပေါင်း30ရှိပြီဖြစ်ပြီးအတွေ့အကြုံကလည်းများနေပါပြီကျော်လွင်ကစကားကိုပြပြတသားပြောတတ်တာ ောင့်အချို့တွေကထင်လွဲပေမဲ့လည်းတကယ်တော့အမှန်တရားဘက်ကနေရှက်တီးသူပါ အနုပညာလောကထဲမှာဂျိုလင်ကိုကြော်ဖို့မစင်စားနိုင်ဆိုတဲ့တည်းအရှိန်ဝါကြီးပေမဲ့အခုတော့ထင်းထင်းခံရတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာပါရင်ဂျိုလင်ရအမတ်တရားဘက်တော်သားဖြစ်တာကြောင့်လွန်ခဲ့တဲ့လကတော့ခိုင်နေဝေတဲ့အမလွဲမီတဲ့အမျိုးသမီးဘက်ကနေရက်တီပေးခဲ့ပါရင်ငွေသိန်း30ကိုပြင်ရစီချက်လို့ဂျိုလင်လည်းကူညီပြီးတော့ပြောပေးခဲ့ပါရင်ငွေသိန်း30ကိုပန်ရှင်ထံပြန်လွှဲပေးရမှာဖြစ်ပြီးအထောက်အထားကလည်းခိုင်ခိုင်မာမာရှိပြီးသားဖြစ်ပါရင်ဒါပေမဲ့ခိုင်နေဝေကတော့ပြန်လဲဖို့အတွက်နေ့ရှိညာရွှေလုံနေလို့ဂျိုလင်လည်းမနေနိုင်မဲနဲ့ဝင်ပြောခဲ့ပါရင်ခိုင်နေဝေကိုအရင်ကတော့လေး ားပေမဲ့လည်းအခုတော့သူ့စိတ်ထဲမှာတမျိုးခံစားလိုက်ရတဲ့အကြောင်းကို post တွေတင်ခဲ့ပါတယ်။ခန်းနီဝေရဲ့အမျိုးသားကိုစင်မြင့်အောင်ရဲ့အတန်ဖိုင်တွေထွက်လာစင်မှာလည်းချိုလင်ကအန်ဟောသွားပြီးတော့ဘလို့စိတ်တွေနဲ့ pride တလုံးနေကြတာလဲလို့မိခဲ့ပါသေးတယ်။ခန်းနီဝေရဲ့ကိစ္စမှာအမှုပညာလောကကသူတွေကလက်ရှောင်နေပြီးတော့မသိချင်အောင်စောင့်နေကြပါတယ်။ချိုလင်ကတော့အမှန်တရားကိုအမှန်တိုင်းပဲဖြစ်စေချင်တာကြောင့်ဘသူ့ကိုမှမညာဘဲနဲ့ပြောခဲ့တာပါ။ချိုလင်ဘက်ကလည်းရှက်တိပေးသူတွေရှိကြပြီးတော့စကားကိုချိုချိုမပြောပေမဲ့အမှန်တရားပြောသူဖြစ်အတိမဲ့ပြုခဲ့ကြပါတယ်။အခုတော့ အမှန်တရားကိုချစ်မြတ်နိုးသူကြီးဆရာဂျူလင်တယောက်ဖမ်းခံလိုက်ရပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ဘာကြောင့်ဖမ်းခံလိုက်ရလဲဆိုတာကိုတော့မဖော်ပြထားပေမဲ့အလွန်ငွေကိစ္စမှာရှေ့ရနေမမမမရက်တီရနဲ့တက်ဆိုင်မလားလို့တောင်းမှခံမနေကြပါတယ်။ခိုင်နေဝေရဲ့မျိုးသားကိုစေမြင့်အောင်ကစေတနာနဲ့ဆူတောင်းပေးခဲ့တဲ့ပန်းလာရောင်ကိုလေတရားဆွဲမယ်ဆိုပြီးတော့ချင်းချောက်ခဲ့တယ်လို့ပရိုက်တာမေမေခိုင်ကလည်းငွေမားလွှဲတဲ့အမျိုးသမီးကိုအသိကုန်သိခါကြာစင်းစေမှုနဲ့တရားဆွဲလို့ရကြအောင်တိပေးခဲ့သူဟာပရိုက်တာလို့တေကိုလုံးနေပေးမယ်လေတရားဆွဲမယ်ဆိုတဲ့အကြောင်းကိုမကြာခဏ ပြောတဲ့ကြားတဲ့သူတို့ဆောင်တွေကဆိုရှယ်မီဒီယာမှာတော့ခဏလောက်ပြောင်းနေခဲ့ပါသေးတယ်။အခုတော့ခိုင်တဲ့ဝေကတိမ်ပေါင်းတသိန်းအလွန်ငွေရပြီလို့ပြောပြီးတော့အကျိုးရှိတဲ့နေရာတွေမှာလူတဲ့နေပါရင်တိုက်ဆိုင်စွာပဲမော်ရယ်ဖခင်ကြည်ကျိုးလင်းနဲ့ဖန်ခံလိုက်ရတဲ့ဆိုတဲ့တဲ့င်းကထွက်ပေါ်လာတာကြောင့်စိတ်မကောင်းဖြစ်နေကြပါရယ်။ကျိုးလင်းကမော်ရယ်အေဂျင်စီလုပ်ငန်းအင်ချမင်းလုပ်ငန်းတွေနဲ့ရိုးသားစွာရက်တည်နေပြီးတော့အမေအိုကြီးကိုလည်းလွတ်ကျွေးနေသူပါ။ကျိုးလင်းကအောင်မြင်တဲ့နုပညာများစွာကိုမွေးထုတ်ထားသူဖြစ်ပြီးတပည့်များစွာရဲ့ဆရာဖြစ်ပေမဲ့လည်းအမန်တိုင်းဝေဖန်မိတာကြောင့်အခုတော့အဖန်ခံ လိုက်ရပြီလို့ပြောနေကြပါတယ်။ဂျိုလင်ကသူ့ရဲ့မိကိုတက်ရှိဖျားတဆူလို့ကိုးဝယ်ပြီးတော့ပြုစုပေးနေလို့လူအများရဲ့လေးစားမှုကိုရရှိထားသူဖြစ်ပါတယ်။ဒါကြောင့်ဂျူလင်ကိုတော့အမြန်ဆုံးစင်ပြေစေချင်ကြပြီးဘလို့ကြောင်းကြောင်းဖန်ခံလိုက်ရလဲဆိုတာကစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။မော်ရီဖခင်ကြီးဂျိုလင်ဖန်ခင်ရတဲ့တဲ့ကတကယ်ပဲဟုတ်ခဲ့ရဲ့ဘသူလက်ချက်ကြောင့်ဖြစ်မလဲဆိုတာပရိသတ်ကြီးရဲ့မြင်လေးကိုလည်းကွမ်မမရှိခဲ့ပေးပါအောင်ရှင်ချစ်ချွာပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာပြန်လည်ဆုတ်တွေ့ကြမယ်နော်